ရှိကလူသားလေးယောက်ကိုကြိုက်စမ်းဟောင်းလေတွေးတဲ့ဒုတ်ကင်မီအဲ့နေတာပြင်တာဝင်လာတဲ့ခွင်းမှန်သမျှအကုန်ရှိုက်လို့ညတညမှာတော့ပေါ်တူတို့သားဖာနေအောင်စကားပြောနေကြတယ်ပေါ်တူပီကဒါပေါ်တူဒါငပိန်တို့တို့ဘောတို့နဲ့လက်ပေါ်မီကောက်နေပါလေရှောက်လိမ်မသွားနဲ့နော်ကြာလား ဖို့တူဖီရင်ထူထူဆန်းဆန်းကန့်ကွက်စကားကိုကြားရတဲ့အတွက်ဖို့တူအောင်ဗျာဘာဖြစ်လို့လဲဖီရဲ့လက်ပံပွင့်ချင်းခွေယူချင်းနဲ့တားရဲ့ခွေယူတွေတအားပေါ်တာဟိုဘက်ရွာတားတို့ရွှေကလေးတယောက်တောင်းလက်ပံဝင်သွားကောင်းရင်နဲ့မနေ့ကခွေကြိုက်တာခံလန့်ရတယ်တဲ့ဖို့တူလည်းသူ့ဖီစကားကြောင့်လန့်သွားတယ်ခွေစုကြောက်တဲ့ဖို့တူအောင်ဟုတ်ပြီတမသွားပါဘူးဗျအေးအေးတော်ကြအဖော်ကောင်းတော့ပါသွားမှာစို့လို့ကြိုတရိပေးထားတာ ဖိုတူပဲလဲအဲ့လိုပြောပြီးတော့အဲ့ရဝင်သွားတော့တယ်ဒီလိုနဲ့နောက်တနေ့မနက်မှာမြပိမိဝိုင်းနဲ့တော်ဘောလို့သုံးယောက်ပုံတောင်းလေးတွေကိုစီကိုင်းလို့ဖိုတူအိမ်ကိုရောက်လာကြတယ်မြပိကဖိုတူရေဖိုတူဖိုတူလဲအယောင်တက်ကငပိတ်ထဲကြားတဲ့အတွက်အောက်ကိုဆင်းလာတယ်ပေါတောင်းကိုစီဖြစ်နေတဲ့သူငယ်ချင်း၃ယောက်ကိုတွေ့လိုက်တော့ဖိုတူဟာ ဟာမင်းတို့ကပုံတောင်းလေးရင်နေပါလားကွအဲ့ဒါဘဲသွားကြမလို့လက်ပံဝင်ကောက်သွားမလို့ကွအဲ့ဒါမင်းကိုလားခေါ်တာလိုက်မယ်မလားဖို့တူလေးမင်းညာသူ့ခွေပြောထားတဲ့ခွေယူကိစ္စကိုတတိယသွားတယ်တော်ပြီငါမလိုက်တော့ဘူးကွငပိန်တို့လည်းမငင်းစဘူးညင်းနေဖို့တူစီယာနေ ကြားနေရတဲ့အတွက်မိဘိုင်းမကဟာဘာဖြစ်လို့လဲကနေရလေလိုက်ခဲ့ပါဖို့တူလေးမင်းညာသူ့ခွေပြောပြတဲ့ဖြစ်ဖြစ်ကို ငပိန်တို့ကိုပြန်ပြောလိုက်တယ်။ခွေးယူတွေပေါ်တယ်တည်းကအဖေကမသွားနေတဲ့။ငါ့ကိုမင်းညာရောဒီနေ့မနက်လေထဲမသွားခင်ရောတိတ်စာမှာသွားတာဟ။ဘိုးတူအဲ့လိုပြောလိုက်တော့တုတ်ပေါ်က"သူမလိုက်ရင်လေနေခဲ့ပါစီကွာ။ငါတို့ပဲသွားတာပေါ့။အေးလေဒါဆိုရင်ငါတို့ပဲသွားလိုက်တော့မယ်။အပြန်ရှာမင်းအတွက်လက်ပံဝင်ကောက်လာတာဝင်ပေးမယ်နော်။ခွေယူကိစ္စပြောပြတာတော့တော့မတွန်းဆုံးတဲ့သူငယ်ချင်းတွေကြောင့်ဖို့တူအောင်ဟမ် မင်းတို့ခွေယူကైမှာမကြောက်ကြအောင်လားကွခွေယူကైရင် ခွေယူပြန်ကာဝယ်စီထိုးရမှာနော်နားလေးနားလေးပြဆက်လင်းကုန်နေအဲ့ဒီလက်ပံမွေးချင်းခွေယူချင်းဆိုတာကလူကြီးတွေအချင်းချင်းလက်ဆင်ခံရတဲ့စကားကြီးပါဖို့ထူရာဒီစကားကငါတို့ရဲ့ရှင်နှစ်တရားလဲကြားခဲ့ဘူးတာပဲကြားတိုင်းလဲလက်ပံမွေးကောက်သွားခဲ့ကြတာပဲဟာပြီးတော့တွေ့ရလဲမဟုတ်ဘူးလေဟမ်မိမိုင်းအဲ့လိုပြောလိုက်တော့ဖို့ထူလဲစိတ်ထဲမှာဇဝေဇဝါရီဖြစ်သွားတယ်အဲ့နောက်တော့ဖို့ထူကဟိုဒါဆို အဖေကငါ့ကိုအိမ်မကက်လို့ကြောက်အောင်ခြောက်တာပဲနေမှာပါအဲ့လိုတွေးလိုက်ပြီးဖိုတိုဟာအေးပါနေအောင်အဲ့ဒါဆိုငါပါလိုက်ခင်မယ်ဖိုတိုလိုက်မယ်ဆိုတဲ့စကားကြားလေးအတွက်ငပိန်တို့လည်းပြောသွားတယ်အိမ်တော်တော့ဖိုတိုလည်းအိမ်မောကပုံတောင်းတစ်ခုကိုသွားယူလို့အောက်ပြန်ဆင်းလာတယ်ကဲသွားကြတာပေါ့လူနဲ့လေးယောက်သားလက်ပတ်ဝင်ကောက်ဖို့အတွက်ထွက်လာခဲ့ကြတယ် ရှောင်းလာရင်လည်းလက်ပံဝင်နေနေရောက်ဝင်နေတဲ့လက်ပံတော်တွေကိုရောက်လာကြတယ်။ပိုတူးတို့လည်းနေရဲနေရဲလက်ပံဝင်တွေကိုမြင်လိုက်ရတော့အံ့ဩသွားကြတယ်။တော့ဘောကဟာလက်ပံဝင်နေနေတို့နေရပဲဟာလှလိုက်တာ။တော့ဘောလည်းအဲ့လိုပြောပြီးဖုန်းခွန်ထုတ်လို့ဓာတ်ပုံဆိုင်လိုက်တယ်။ပိုတူးကတော့ဟာဟဲ့အောင်နီလက်ပံဝင်ကောက်စရာရှိတာကောက်ပြီးပြန်ချရအောင်ကွာ။တော့ကြခွေးယူတွေထွက်လာအောင်မေးကွာ။ဟာမင်းရလေ ဖိုးတို့မဟုတ်တဲ့အတိုင်းပဲအိုးအီးသိန်း၆တိုင်းကြောက်နေရအဲ့လိုပြောပြီးသူတို့အနေနဲ့မြေပေါ်မှာကျနေတဲ့လက်ပံမွင့်လေးတွေကိုယူလာတဲ့ပုံတောင်းလေးတွေနဲ့ကောက်ထည့်နေတော့လေအဲ့ဒီအချိန်မှာပဲသူတို့နောက်ဆောင်းဦးမှရောက်လာတယ်ဆောင်းဦးပုံမြင်တော့မိဝိုင်းကဟဲ့ဆောင်းနင်လဲလက်ပံမွင့်လာကောက်တာလားဟာဆောင်းဦးမကတော့မိဝိုင်းမေးတာကိုဘာမှပြန်မဖြေဘူးမိဝိုင်းတော့ပဲကြည်နေတယ်ဟဲ့ဆောင်းဦးနေမှာဖြစ်နေရလေ အဲ့လိုပြောပြီးရှေ့ကိုတိုးသွားဖို့လုံမှပို့ထူအောင်ဟဲ့မင်းဝိုင်းမသွားနဲ့မင်းဝိုင်းလေးလှန်တားလိုက်တဲ့ပို့ထူအတန်ကြောင့်တန့်သွားတယ်တုတ်ပေါ်ကဘာဘာဖြစ်လို့လဲကွာပို့ထူကပို့ထူကစောင်းကိုတိချကြည့်စောင်းမောက်ကြီးကမမမန်ဒါသေယောတာယုံမဟုတ်ဘူးပေါ်ဒရိုအဲ့လိုပြောနေတော့စောင်းမကသူတို့ရှိရနေတော်ရဲကိုပြင်းဝင်သွားတယ်။ဟဲ့စောင်းဘဲလေ အဲ့ဒီအချိန်ခွေယူတွေအုတ်လိုက်ကြီးပေါ်လာလို့ဆောင်းမနောက်ကိုပြေးလည်သွားကြတယ်။မိဝိုင်းကဒါကိုမြင်လိုက်တော့ဟဲ့ဟဲ့ဆောင်းနောက်ကိုခွေတွေခွေရလိုက်သွားပြီ။ဆောင်းကိုကြိုက်တော့မှလားမသိဘူး။ဟဲ့ငါတို့လိုက်သွားရအောင်။ဒါလို့အထိတ်တလန့်ဖြစ်စရာကိစ္စတွေဆိုကြိုက်တဲ့ငပင်ဟာအေးလိုက်သွားမေးတော်မောင်းနေဘူးလာလေကွာဘာလုပ်နေရလဲဖိုးထူလေအစားအတော့ဆောင်းမောင်းမမှန်ဦးထင်မိမိ သူ့နောက်ကိုခွေးတွေလိုက်သွားတာကိုမြင်လိုက်တော့စိုးရိမ်သွားတယ်။ဖိုတူစိတ်တယ်မလို့ခုနကဆောင်းမွေးရဲ့ပါဇက်ကနေတည်ရီထွက်နေအခုကျတော့ခွေးတွေအများကြီးကသူ့နောက်ကနေလိုက်သွားပြန်နေဒါမှမဟုတ်လေဖိုတူလည်းအဲ့လိုတွေးနေပေမဲ့အပြင်းမရတာနဲ့ဆိုတော့အေးသွားကြမယ်လေဒီလိုနဲ့ဖိုတူတို့တတိလက်ပွင့်မင်းကောက်ထားတဲ့ပုံတောင်းလေးကိုချထားပြီးဆောင်းမွေးဝင်လာတဲ့တော်လေးကိုနိုင်ဝင်ခဲ့ကြရည် တော်တွေနေမှလည်းလက်ပံဝင်းကြီးကဘယ်နေရာကိုပဲကြည့်ကြည့်နေရအောင်ပွင့်နေရောလားပါခုနဝင်ဆောက်မှာတော့ငါဒီနေတွေကလှပေမဲ့အခုကြောင့်နည်းနည်းကြောက်စရာကောင်းသလိုပဲနော်တော်ဘောဟာလေမိဝိုင်းပြောတာကိုထောက်ခံလိုက်တယ်ဂျာနေစောင်းမအောင်ဘမလေးသူခုနကဒီတဲ့ကိုဝင်သွားတာပါဟဲ့တော်ဘောမင်းနားနဲ့မြေကြီးကိုကပ်ပြီးတခုခုနားထောင်ကြည့်စမ်းမထူးဆန်းတာရှိရင်ငါ့ကိုပြောဟမ် ဒါဘာဖြစ်လို့လဲကွာတကူကိုဖြစ်လို့လားငါပြောသလိုအရင်လောက်ဆံမှာငါမသိငါဘူးဒါနဲ့တော့ပေါ်လေဖိုးသူပြောတဲ့အတိုင်းနားနဲ့မြေကြီးကိုကပ်ပြီးနားထောင်ကြည့်လိုက်တယ်မိဝိုင်းမကဘာမှမသိငါတာလေကနင်ပြောမှပဲငါငါတော့ကြောက်လာပြီမသိငါဘူးဆိုတာခုနကစာအုပ်မှပစက်တင်မှာတင်ရီကြနေအောင်ငါတွေးလိုက်တယ်သူ့နောက်ကိုလေခွရီအမြိုင်လိုက်သွားကြတယ်ဒါပေမဲ့အခုသူ့ဘက်မှာလေအဲ့ဒီချိန် တော်ဘောကမြေကြီးနဲ့နားကပ်ပြီးနားထောင်နေတာကောင်းဘာမှမတူဘာတမ်းမှလည်းမကြောက်ရအောင်ဒါဆိုဒီမှာမရှိဘူးဆိုတဲ့သဘောပဲဆက်သွားကြတာပေါ့ဆက်သွားမယ်ဆိုတဲ့စကားကြောင့်မိဝိုင်းမကဆက်ဆက်သွားမယ်ဟုတ်လားမိမဲဆောင်းမနာကိုလိုက်မယ်ဆိုဆက်သွားရမှာပေါ့ဟာဒါနဲ့ပေါ်ထရီကိုလေးအောင်လေတော်ရဲကိုဆက်ပြီးရှောက်လာခဲ့ကြတယ် တနေရာကိုရောက်မှာတုတ်ပေါ်ဟာအလုံးနင်းအောင်နင်းအောင်တော်ပေါ်လေအဲ့လိုပြောပြီးတော့ညွေကြီးနဲ့နားကိုကတ်လို့နားထောင်ကြည့်ပြန်နေတော်ပေါ်ဘာကြားရလို့လဲတော်ပေါ်ကအထိတ်တလန့်နေပြန်ထလိုက်တယ်ခြေတန်နေပြေးလာနေရဲ့ခြေတန်နေဖေဘယ်ဘက်ကိုပြေးလာနေရလဲမိဝိုင်းအဲ့လိုမင်းလိုက်တော့တော်ပေါ်ကသူတို့နဲ့မျက်နှာချင်းဆိုင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်ကဲအားလုံးမေအစ်စ်မြေသား အဲ့ဒီအချိန်မှာပဲဖိုတူတူရဲ့ရှေ့တက်တဲ့ကိုစောင်းမနဲ့အတူခွေယူတွေအများကြီးရောက်လာတယ်။ဒါပေမဲ့လေမိဝိုင်းမကစောင်းကိုတွေ့တော့စောင်းနေမာတို့ခွေယူတွေနဲ့တူရက်နေရလေကဒီဘက်ကိုလာခဲ့လာမိဝိုင်းလေစောင်းကိုခေါ်ဖို့ရှေ့ကိုတိုးသွားတဲ့အချိန်ဖိုတူကမိဝိုင်းမတော်နဲ့စောင်းကပုံမှန်မဟုတ်ဘူးသူခွေခွေယူပြန်နေရဖိုတူစကားကြောင့်အလုံးအံ့ဩသွားကြတယ် သူ့ပါဇက်မှာတင်ရီကြနေပြီးတော့သူ့ပုံစံကလူတယောက်လုံးမဟုတ်ဘူးဖိုတိုအဲ့လိုပြောနေတော့ခွေယူပြန်နေတဲ့စောင်းမကောင်းဆောင်နဲ့ခွေယူပြန်အောင်စုကဖိုတိုအဖွဲကိုကြိုက်ဖို့အတွက်ရှေ့တုန်းလာကြတယ်ပြည့်ဟင်ပြည့်ဟာဖိုတိုအဲ့လိုပြောလိုက်တော့မိဝိုင်းနဲ့တူဘောလိုနှစ်ယောက်ကြီးဖိုတိုနဲ့တူထွက်ပြေးသွားကြတယ် လိုနဲ့ထွက်ပြေးကြရင်လက်ပံဝင်နေထဲတာနေသူတို့ပုံတောင်းနေထားခဲ့တဲ့နေရာကြောက်တော့မှအားလုံးမောပြစ်လိုက်ကြတယ်ဖိုးသူဟာမောလိုက်တာကွာတော်သေးဟာပေါ့ခွေယူတွေငါတို့နောက်ကနေဆက်လိုက်မလားလို့အဲ့ဒီအချိန်မှာပဲတုတ်ပုံကငါပင်ရောဖိုးသူဟဲ့ငါပင်ရောဟမ်ငါပင်ပါမလားဟုတ်လား ငပိန်တယောက်တော့ပိုတူဝဲနဲ့တူပါမလာပဲခွေယူတွေရှိရဲ့နေရာမှာကြံနေခဲ့တာပါငပိန်ကမြ ्या ကိုကြာနေရဲ့လက်ပံကိုင်းတစ်ပိုင်းအောင်ကောက်ကန်လိုက်တယ်မင်းတော့ခွေယူဆိုငါကလေလူယူပဲကွအဲ့လိုပြောပြီးတော့သူ့ရှိနာမှာစီတားလိုက်တယ်ဒီကြီးကိုကြောမလာနဲ့နော်ကြောလာနဲ့အကုန်ငပိန်တိုင်းစာမိသွားစီရမှာခွေးတွေကတော့ငပိန်ကိုကြိုက်ဖို့အတွက်ပဇက်ကြီးတွေကမန်သိနေကြတယ်ဟေးကြောမလာနဲ့နော်ကြောမလာနဲ့ အဲ့ဒီအချိန်မှာပဲထွက်ပြေးသွားတဲ့ဘိုးထူတို့တောင်းရောက်ငပိတ်နောင်ပြေးရောက်လာတယ်။ဟဲ့ငပိတ်နင်းအဲ့ဒါဘာယူထနေရလဲဟာ။ဟာနင်းတို့ပြေးပြီးတောင်းဘာလို့ပြေးအောင်လာလဲ။သွားစက်မှာဟာ။ငါဒီမှာခွေးယူတွေကိုငါတိုင်းနဲ့ဆော့ဘလော်တီးမလို့ဟာ။အဲ့ဒီအချိန်မှာပဲစောင်းမရုတ်တရက်ခွေးတကောင်လုံးထူထောက်ပြီးဦးလိုက်တော့ဘိုးထူအောင်အံ့ဩသွားကြတယ်။စောင်းမအော်တဲ့အခါမှာသူ့နောက်ကခွေးယူတွေကလည်းလိုက်ပြီးတော့ဦးကြတယ်။ ။ဟာနားညှိလိုက်တာကွာ။လက်ပံတော်တစ်ခုလုံးခွေးဥတန်းကြီးနဲ့စုညံသွားတော့တာမှာ။ဆောင်းမကဦးနီယာရက်လိုက်တယ်။အရှိကလူသားလေးယောက်ကိုကြိုက်စမ်းခွေးတွေကနေဖိုတူစီကိုပြပြချင်းရှောက်လာ යි ။ဖိုတူလည်းကြံရမရတဲ့ဆောင်းဟဲ့နိတွေ့တဲ့ဒုတ်ကင်မြေတင့်နေတာပြင်တာဝင်လာတဲ့ခွင်းမှန်သမ ्या အကုန်ရှိုက်လို့ ဖိုတူအဲ့လိုပြောလိုက်တော့တော်ပေါ်နဲ့မိဝိုင်းလေးအောက်မှာကြာနေရဲ့လက်ပံကိုင်းတစ်ခုစီကိုကောက်ကင်လိုက်ကြတယ်ခွေးတွေကနောက်ဆုံးမှာတော့ဖိုတူအစီကိုပြေးလာကြတယ်ဖိုတူဟာအားလုံးကိုရိုက်ပြစ်ဖိုတူတို့ကလည်းလာသမျှခွေးတွေကိုဒုတ်တီနဲ့ရိုက်တော့ပြစ်လိုက်ကြတယ်ဖိုတူဟာခွေးတွေကိုရိုက်နေရင်မင်းတို့ပြောတော့လူကြီးတွေကဖျက်ချောက်တာမှဆိုတကယ်မဟုတ်ပါဘူးဆိုငပင်ကလည်းရိုက်နေရင်ကဖိုတူစကားကိုပြန်ပြေးလိုက် ငါလည်းအခုမှလက်တွေကြုံမှုရကိုကွညပိန်နဲ့ဘိုးတို့စကားများနေကြတဲ့အတွက်မိဝိုင်းကဟဲ့နင်တို့အဲ့လိုစကားများနေမှတကယ်ခွေးယူဖြစ်မှာဟဲ့ဒါလို့နင်တို့လည်းခွေးယူတွေကိုဒုံးနေရှာပြီးမောင်းထုတ်လိုက်တာခွေးယူတွေလည်းထိနာပြီးစောင်းမနောက်ကိုပြင်းဝင်သွားကြတယ်ဆောင်းမလေး ။သူ့ခွေးတွေကိုလှုပ်တဲ့ဖိုးထရုတ်ခွေးကိုချင်းဆောင်ဖို့အတွက်ငပိတ်စီကိုပြင်းဝင်လာတာပါ။ငပင်လေးနောက်ပြန်နေသွားလို့။ဟဲ့ဟဲ့လောက်ကြမအောင်။စောင်းမစောင်းမ။ငပိတ်ကိုလမ်းကိုက်ဖို့လုပ်နေတဲ့စောင်းမကိုဖိုးထရုတ်တော့ရောက်ကောင်းဝိုင်းဆွဲလိုက်ရတယ်။ဟဲ့မင်းတို့ကိုမေဆောင်ရဲလိုက်စမ်းမကွာမြန်မြန်။ဒါနဲ့ငပိတ်လေးလေကြာနေရကပြန်ထလာပြီးစောင်းမကိုမိစုံရှိုက်ဖို့လို့စောင်းမကငပိတ်ကိုလှမ်းကိုက်လိုက်တယ်။ ငပိန်လေးနာလုံးနေအတွက်ကြောင့်အမလေးရအဲ့လိုအော်ပြီးလက်ကအော်တိုဆောင်းမကိုရိုက်လိုက်တဲ့အတွက်ဆောင်းမလည်းချက်စင်းမေးတတိမိသွားတယ်။တို့ဘောကတော့ရကြည့်တင်နေရဲ့ငပိန်လက်ကိုကြည့်ဟဲ့ဟောင်ဟဲ့ဟောင်ငပိန်မင်းမင်းအစီမရလားကွာငါငါလည်းဆောင်းမလို့ဖြစ်သွားတော့မှလားမသိဘူးနော်အဲ့လိုမဖြစ်အောင်ငါတို့ဆံဝင်စီကိုတွားရအောင်ငပိန်မင်းရိုက်လိုက်တာဘယ်တော့ကြာကြာတတိမိနိုင်လဲ နိုင်ဝက်လောက်ပေါ့နိုင်ဝက်ဟုတ်ပြီဒါဆိုငပိမင်းလမ်းလျှောက်နိုင်သေးရမလားဖိဖိကျန်လိုက်ခင်ငါနဲ့တူဘွားစောင်းမအောင်တွေ့ပြီးတော့စီကန်းခေါ်သွားမယ်အဲ့လိုပြောပြီးတော့ဖိုးတူးနဲ့တူပေါ်နေစောင်းမအောင်ပွေးလိုက်ကြရင်ဖိုးတူးကမိဝိုင်းကိုမိဝိုင်းနေကလက်ပံငိုင်းတစ်ပိုင်းစောင်းခဲ့စောင်းဦးဖိဖိငပိမဖိဖိခွေးဦးပြန်တာနဲ့ရိုက်ပြန်တော့ကြာလားဟမ်ငါငါလားအေးနေသူတို့ကိုကာခွေရမှာ ဒါမှသူတို့လူပြန်ပြက်မှာကဲအချင်းမရှိဘူးသွားရအောင်ဖိုတူလည်းအဲ့လိုပြောပြီးစောင်းမောက်ပွေ့ချင်လို့တော်ရီကနေထွက်လာခဲ့တယ်သူတို့လက်ပံမွေးကောက်ခဲ့တဲ့နေရာရောက်မှာဖိုတူဖေနဲ့စောင်းဖေတို့ကသူတို့နဲ့မျက်နှာချင်းဆိုင်တိုင်းပြေးလာနေကြတယ်စောင်းဖေကသတိမင်းရဲ့စောင်းကိုတွေ့တော့စောင်းသမီးဘလို့ဖြစ်တာလဲကွယ်မိဘိုင်းမှာတော့တော်ရင်မှာသူတို့ဖြစ်ဖြစ်ခဲသမျှ ဖိုတူဘီနဲ့စာအုပ်ဘီကိုရှင်းပြလိုက်တယ်။ဖိုတူဘီကဖိုတူတားပါဒီလိုဘလို့ရောက်နေရလဲ။အဖေတားကိုလက်ပံဝင်ကောင်လိုက်မသွားမှန်းလေလို့ပြောထားတယ်မဟုတ်ဘူးလား။အဖေဆိုချင်နောက်မှစုပါဗျာ။သူတို့ကာဝယ်စည်းရင်ထိုးအောင်မ။ငပိန်လဲစာအုပ်မှကြိုက်တာခံထားရတယ်ဗျ။အဲ့တော့မှဖိုတူဘီလည်းငပိန်ကိုကြေးလိုက်တယ်။ဟေးဟုတ်လား။အဲ့ဒါဆိုလဲမြန်မြန်သွားကြရအောင်။အဲ့လိုပြောပြီးဖိုတူတို့တူတူ ရွာရဲ့စီကံကိုထွက်လာခဲ့ကြတယ်။စီကံမှာစောင်းမနဲ့ငပိန်တို့ကာဝယ်စီထိုးနေကြတော့ဖို့သူကအဖေကဘလို့သိပြီးတော့ရောက်လာလေဗျ။ဒီကလေးမှပေါ့မင်းညာအပေသားကိုပြောပြတဲ့ခွေယူကြိုက်တာခံလိုက်ရတယ်ဆိုတာလေ။အဲ့ဒါဒီနေ့သူသမီးပြောက်သွားလို့ဆိုပြီးလိုက်ကူရှာရဟာနေဒီလက်ပံတော့ပဲရောက်လာပြီ။တားတို့နဲ့တွေ့တာပဲ။တားတော်မှန်မာရဲ့ပြီးရဲ့ ။ตาဖိစကားနားမထောင်မင်းလို့ဒီလိုဖြစ်တာမှာဗျ။ဒီလိုလဲဘယ်ဟုတ်မလဲကွယ်။ตาကตาငငယ်ချင်းနှစ်ယောက်ရဲ့တက်ကိုကဲခဲ့တာပဲလီ။ဒီတော့ဒီနေ့ဖြစ်တဲ့ကိစ္စကိုသင်ငန်းဆောင်ယူပြီးနောက်မသွားရင်ကြပါပြီ။ဒီလိုနဲ့ဖိုတူနဲ့ဖိုတူပေစကားပြောနေတော့စီကံနေရနေကာွယ်စည်းထိုးပြီးငပိန်နဲ့ဆောင်မှတို့ထွက်လာကြတယ်။မိဝိုင်းကဟဲ့နနုနှစ်ယောက်တက်တာရဲ့လား။ငပိန်ရောဆောင်မကရောခေါင်းညိပြလိုက်ကြတယ်။ ။စောင်းမကိုက်တော့ဒါတော့မနာဘူး။ကာကွယ်ဆေးထိုးมาပဲနားလိုက်တာကွာ။မင်းမဲလက်ပံပွင့်ချင်းခွေယူချင်းဆိုတာရှစ်လူကြီးရဲ့လက်စင်ငယ်ငယ်တွေပုံမြင်နေပါဆို။မဟုတ်တာငါသိပါပြီဖို့တူတာ။မင်းအဲ့လိုမင်းတန်ရာပို့နာရင်းကွာ။ငပိန်အဲ့လိုပြောတော့ဖို့တူရတတွေလည်းရှင်းလိုက်ကြတယ်။အဲ့ဒီချင်းတော်ဘောင်းကရုတ်တရက်တစုံတစ်ခုကိုတတိယသွားတဲ့ပုံစံနဲ့ဟာငါငါတို့ရေကောက်ထားတဲ့လက်ပံမွင့်နေရော တော့ဘောအဲ့လိုပြောလိုက်တော့တော့ဘောကိုအားလုံးကဝိုင်းရိုက်လိုက်ကြတော့တယ်